မင်္ဂလာပါရှင်။ဧပြီလ9ရက်တနင်္လာနေ့ရက်တိမဖွရာသတင်းကဘာကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့ရုရှား၏တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအမေရိကန်ရဲ့တုံ့ပြန်မှုဟာအာနေချောင်းစလန်စကီဝေဖန်တဲ့သတင်းဖြစ်ပါတယ်။ရုရှား၏တိုက်ခိုက်မှုနဲ့ပတ်သက်လို့ယူကရိန်းရှိအမေရိကန်ရဲ့တုံ့ပြန်မှုဟာအာနေချောင်းယူကရိန်းသမ္မတဗလိုဒီမာစလန်စကီကဧပြီ9ရက်ကဝေဖန်ခဲ့ပါတယ်။ လူဆက်ရှိဦးသေဆုံးခဲ့တဲ့ရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးယူကရိန်းရှိအမေရိကန်တန်ယုံရဲ့ထုတ်ပြန်ချက်ဟာအားနေကြောင်းဇလန်စကီးကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားနဲ့ယူကရိန်းအားအပြစ်ခတ်ရစေရန်အတွက်တွန်းအားပေးလှုံ့ဆော်နေခြင်းဇလန်စကီးရဲ့ဝေဖန်ချက်ထွက်ပေါ်လာခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့အီရန်သမ္မတကမလိုအပ်ပဲငွေကြေးဖြုန်းတီးမှုအတွက်ဒုသမ္မတကိုရှာတမှာထုတ်ပေးတဲ့တဲ့ရင်ဖြစ်ပါတယ်။ အီရန်သမရာမာဆိုဘီဆစ်ကယန်ကမလိုအပ်ပဲငွေကြေးပေါင်းမြောက်များစွာကုန်ကြတဲ့ NRD ကခရီးစဉ်အတွက်၎င်းရဲ့လွှတ်တော်ရေယာလက်ထောက်ရရှိလဲဖြစ်ပြီးဒုသမရာလည်းဖြစ်တဲ့ရုရှန်တာဗီရီကိုဧပြီလ9ရက်တွင် အလုပ်ထုတ်ခဲ့ပါတယ်အီရန်နိုင်ငံဟာစီးပွားရေး အကြမ်းအတည်းစုံတွေ့နေရသည့်ကြားမှာငွေကြေးအလုံးဖောင်းပွားမှုနဲ့ရင်ဆိုင်နေရချိန်မှာအခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ မကြသေးမီရဲများအတွင်လူမှုမီဒီယာတွင်တင်ထားသောတပုံတပုံမှာဒါဗီရီကို Plan CS အပျော်စီသမောအနီး၎င်းရဲ့ဇနီးဖြစ်သူနဲ့အတူတွေ့ရထားသောတပုံတပုံကိုမြင်တွေ့ရပါတယ်။နေသာလန်အလံလွှင့်ထူထားတဲ့၎င်းပျော်စီသင်မဟာ2009ခုနှစ်ကလေးက NRD ကသို့စိန်ခမ်းအပျော်ခရီးစဉ်ကိုစီစဉ်လာခြင်းဖြစ်ကကိုကြစေးအနေနဲ့ရှေ့ရကြခရီးစဉ်တွင် လူတအုပ်လျင်3885ယူရိုပေးရတယ်လို့သိရပါရဲ့ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့သီရိလင်္ကာတွင်စွမ်းရင်ဗဟုဌာနထူထောင်ရန်အိန္ဒိယနှင့် UAE သဘောတူတဲ့တရင်ဖြစ်ပါတယ်။အိန္ဒိယနှင့် RS ဆော်ဝါများပြည်ထောင်စု UAE တို့ဟာသီရိလင်္ကာနိုင်ငံတွင်စွမ်းရင်ဗဟုဌာနတစ်ခုကိုထူထောင်ရန်သဘောတူညီခဲ့ကြောင်းအိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနကစနေနေ့တွင်ပြောကြားခဲ့ပါတယ်။ တိရီလင်ကသမရာအန်ဒူရာကုမာရာဒီဆန်နေရကေဟာစတင်မာလာတွင်ရှာဒူးတံဝင်များကိုစတင်ထန်ဆောင်ပြီးနောက်ပိုင်းကမ္ဘာကောင်ဆောင်တဦးရဲ့ပထမဆုံးခရီးစဉ်ဖြစ်အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီကနိုင်ငံသူအလေပတ်ရောက်ရှိနေစဉ်တွင်၎င်းသဘောတူညီချက်ကိုသုံးနိုင်ငံလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယရဲ့တောင်ပိုင်းအိန္ဒိချင်းနိုင်ငံဟာ2022ခုနှစ်တွင် ဖြစ်ပွားခဲ့တဲ့ပြင်းထန်သောဗန္ဒာယီအကျက်တဲမှပြန်လည်နလန်ထူလာခြင်းတွင်နယူးဒီလီနဲ့ကိုလံပိုတို့ဟာဆက်ဆံရေးပုံမှန်နဲ့ဆိုင်စည်ရန်လှုံ့ဆော်ကြကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ဆုံးနေ့စမယ်သတင်းကတော့ဩစတြေးလျဝန်ကြီးချုပ်ဆိုလာဘက်ထရီများဝယ်နိုင်ရန်ဒေါ်လာ2.3ဘီလီယံထောက်ပံ့မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ နေအောင်စီစွမ်းအင်ကိုတူလောင်ရန်ဘက်ထရီများဝယ်ယူရင်းနဲ့၎င်းတို့ရဲ့စွမ်းအင်ကုန်စားဈေးကိုရွှေ့ချရန်အတွက်အိမ်ပန်ရှင်နိုင်ငံသားများကိုဩစတြေးလျဒေါ်လာ2.3ဘီလီယံကူညီပေးသွားမယ်လို့ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘာနီစ်ကတနင်္ဂနွေနေ့တွင်ကြေညာပြုလိုက်ကြောင်းသိရပါဗျာ။ ဒက်တွန်ဟာတံငွေတင်ပို့မှုအချို့ကိုပြည်ရင်းစားသုံးသူများအတွက်လမ်းကြောင်းပြောင်းထောက်ပံ့ရန်တဘာဝတံငွေရေးထုတ်လုပ်သူများကိုတွန်းအားပေးတဲ့ဂျာအားကရှော့ချာရေးအစီအစဉ်ဖြင့်အဆိုပြုထားပါတယ်။သူရဲ့အဆိုပြုချက်ဟာအင်အားစုများအတွက်ပုံမှန်စွမ်းအင်တူလောင်ဘက်ထရီတစ်ခုတက်စင်စေးကိုဩစတြေးလျဒေါ်လာ၄၀၀ဒါမှမဟုတ်၃၀ရာခိုင်နှုန်းခန့်သက်သာစေလိမ့်မယ်လို့ဆိုထားကြောင်းသိရပါရဲ့ရှင်။ စမောက်ရှင်ကုန်မီဒီယာကနေအရှေ့အလယ်ပိုင်းဒေသအစ္စရေးနဲ့ဟာမက်စတရယ်တိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားပြဿနာများကိုအချင်းနဲ့တပြင်းရည်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။တရှိ့ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။